မင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်ကအကောက်ကွင်းထဲမှာဘယ်သူအရင်ရိုက်ရမလဲဆိုတော့ order of play အကြောင်းရှင်းပြကြပါမယ်ပုံမှန်အားဖြင့်ကျွန်တော်တို့ကွင်းထဲမှာဝေးတဲ့လူအရင်ရိုက်ကြတယ်အဲဒါပေမဲ့ green ball ရောက်ရင်တော့ green ball ကလူဘလောက်ဝေးဝေးမအွန်သေးတဲ့လူကအရင်ရိုက်နေတာ အလုံးသိကြမြင်ကြမယ်ထင်ပါတယ်။ဒါဟာစီမင်းအရအနေငယ်လွဲချော်နေတဲ့ဖြစ်စဉ်လေးတစ်ခုဖြစ်ပါတယ်။ဒီနေရာမှာဘသူအရင်ရိုက်ရမလဲဆိုတဲ့ခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့ runaverse.4b မှာကြတ်ထန်းထားပါတယ်။ကျွန်တော်တို့ဒါဗိမဲ့ order of play မှာ stop play လား match play လားဆိုပြီးတော့အရင်ဆုံးခွဲပြောရမှာဖြစ်ပါတယ်။ stop play ဆိုတာကကျွန်တော်တို့အချက်ရေးပြိုင်ပွဲ match play ဆိုတာက ကျင်ပြတ်ပြန်ပွဲပေါ့ခင်ဗျာစတုပ်လေးမှာဝေးတဲ့လူအရင်ရိုက်ဆိုတာကရေဘူးကအားဖြင့်မှန်ပေမဲ့ကျွန်တော်တို့ ready golf ဆိုတာလည်းရှိပါတယ် please piece of play ရ ready ဖြစ်နေတဲ့လူကအရင်ရိုက်ဖို့လဲ recommend ပေးပါတယ်ဒါပေမဲ့ကျင်းပြတ်ပြိုင်ပွဲ match play မှာတော့ဒီကိစ္စဘယ်သူကအရင်ရိုက်ရမလဲဆိုတဲ့ကိစ္စကအရေးကြီးလာပါပြီ ဖြစ်စဉ်လေးတစ်ခုကိုနမူနာအနေနဲ့ပြောပြပါမယ်။လွန်ခဲ့တဲ့ရက်ပိုင်းကကျွန်တော်တို့တငယ်ချင်း၄ယောက် Star City Markov ကစားကြတယ်။ Show Ho မှာကျွန်တော်နဲ့နောက်ထပ်တငယ်ချင်း၂ယောက်က1 on on နဲ့အဲနောက်ထပ်ဘာဆိုင်ဆိုတော့ကျွန်တော်ရဲ့ opponent ပေါ့နော်ကျွန်တော်တို့ match play မှာဆိုရင်ပြိုင်ဘက်လို့သုံးရတာဟုတ် opponent က Ebron မရောက်တယောက် Ebron အဆက်နားလေးမှာသူက on တယ်အဲ on မှာရောက်သွားတယ်ပေါ့နော် fairway ထဲမှာ apron မှာရောက်သွားတယ်သူကမအောင်ဘူးအဲ့ဒီမှာကျွန်တော် distance အရာကြည့်လိုက်တဲ့ခါကျတော့ on နေတဲ့ကျွန်တော်တို့ကဂိုင်း20လောက်ဝေးတယ် green ရအခြေကြီးဆိုတော့နှစ်ယောက်လုံးဂိုင်း20လောက်ဝေးတယ်မ on နဲ့တငယ်ချင်းပါဆိုင်ကအဲကျင်းပေါက်နဲ့ဆို10ခိုင်လောက်ပဲဝေးတယ်ကျွန်တော်တို့က green ball မှာအဲရိုက်ဖို့လမ်းကြောင်းကြည့်ဘောလုံး ောက်လမ်းကြောင်းကြည့်ပါ냐လှုပ်နေတဲ့အချိန်မှာဘာဆိုင်ကသူကချစ်ပင်လေးနဲ့ချစ်လိုက်တယ်ချစ်လိုက်တဲ့အခါမှာချစ်ပင်ဟိုးတခါတည်းတခါတည်းတန်းဝင်သွားတယ်တန်းဝင်သွားတော့သူကဘာဒီဘာဒီဆိုអော်ကြတယ်အဲသူကေဒီကလည်းဘာဒီပေါ့လေអော်ကြတယ်ပျော်ကြတယ်အဲ့ဒီချိန်မှာကျွန်တော်ကတခုထပြောလိုက်တယ်ဘာဆိုင်ကျွန်တော်တို့ကဝေးတာနော်ဘာဆိုင်ကနီးတယ် အရင်ရရမှာကျွန်တော်တို့ကအရင်ရရမှာအဲ့တော့ဗဆိုင်ခုနကရိုက်ချက်ကိုကျွန်တော်တို့ပယ်ဖြတ်ပြီးတော့ပြန်ရိုက်ပါဗဆိုင်လို့ပြောလို့ပြောပြောမယ်ဆိုရင်ပြောခွင့်ရှိတယ်နော်လို့ကျွန်တော်ကပြောလိုက်တယ်ဒါဒီ plain out of turn ဖြစ်ပါတယ် runever 6.4a2 အရပြန်ပက်တယောက်အနေနဲ့ပြန်ရိုက်ခွင့်ပေးဖို့တောင်းဆိုခွင့်ရှိပါတယ် အဲဒီလိုနဲ့ကျွန်တော်ကကျွန်တော်တကယ်ချင်းကိုပြည့်ကျွန်တော်တို့ပြန်ရင်ခိုင်းလိုက်ကြမလားဘလို့လဲလှမ်းနောက်လိုက်ကြတော့ဘလို့ပါနဲ့ဗျာပါဆိုင်ငူသွားပါဦးမယ်တဲ့ထားလိုက်ပါတော့ကျွန်တော်တို့ကျင်းဝင်မယ်ပြေးလိုက်ကြရအောင်ဆိုပြီးတော့ကျွန်တော်တို့ရိုက်ချက်ကိုမပယ်ဖြစ်ပဲနဲ့ကျွန်တော်တို့ကျင်းဝင်ပြေးလိုက်ပါတယ်ဆိုလိုချင်တာက mess play မှာဝေးတဲ့လူကအရင်ရိုက်ရပါမယ်တကယ်လို့ ဝေးတဲ့လူကအရင်မရိုက်ခင်နီးတဲ့လူကအရင်ရိုက်လိုက်လို့ရှိရင်ပြိုင်ဘက်အနေနဲ့ပြန်ရိုက်ပေးဖို့တောင်းဆိုမယ်ဆိုရင်တောင်းဆို권ရှိပါတယ်။ဘာဒီပဲဖြစ်ဖြစ်ဟိုရင်ဝမ်ပဲဖြစ်ဖြစ်အလှဲ့ကြော်ရိုက်ရင်ပြန်ပြီးတော့ရိုက်ချက်ရိုက်ဖို့တောင်းဆိုပေး권တောင်းဆိုပိုင်권ရှိပါတယ်။ဒါမဲ့တခုတော့ရှိတာပေါ့ကျွန်တော်တို့အိုင်ဒီယာပြောလိုက်ကြတယ်။တော့ကြပါဆိုင်8ဒီထုတ်တွေထမ်းပြီးတော့ နောက်တစ်ခါကိုဇော်တို့နဲ့ဘယ်တော့မှမရိုက်ဘူးဗျာဆိုပြီးပြန်သွားနေဦးမယ်နော်ဆိုပြီးကျွန်တော်တို့ရည်ချနောက်ချအဲ့လိုပေါ့လေဆိုလို့ကျွန်တော်ကစီမင်းဆိုင်ဟာကိစ္စပါ stop play မှာတော့ ready cough အနေနဲ့ဥတဲ့လူကအဆင်သင့်ဖြစ်တဲ့လူကရိုက်ထားလို့ရပါတယ်အဲကျွန်တော်တို့ mess play ဆိုရင်တော့ဝေးတဲ့လူကအရင်ရိုက်ရပါမယ်တီကုံဘောကဆိုလို့ရှိရင်တော့အချက်ကြီးအနည်းဆုံးလူကအရင်ရိုက်ရပါမယ် online အော်နာရပါတယ်သူကတကယ်လို့အလှဲ့ကြော်ရိုက်လို့ရှိရင်ရိုက်ချက်ကိုပယ်ဖြတ်ပိုင်ခွင့်ရှိပါတယ်အချင်းချုပ်ပြောရရင် green ball မှာအော်နေတဲ့လူထက်ကိုမအော်သေးတဲ့လူကအရင်ရိုက်ရမယ်ဆိုတာအမြဲတမ်းမမှန်ပါဘူး mess mess play မှာဖြစ်ဖြစ် stop play မှာဖြစ်ဖြစ်မှန်မနေပါဘူးခမဝေးတဲ့လူကအရင်ရိုက်တာဒီမှန်ပါတယ်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေထပ်တင်ပေးပါမယ်